စေတနာကြောင့်ဆုံးပလို့ဆိုလေတပါးတထုံထုတ်လိုက်။အော်အေးအလွေဖြစ်လာတာပေါ့။အေးအကောင်းလေးလည်းပါတာပေါ့။ဒါပေမဲ့အာလူဓာရရတာ။ဘာပြောအိန္ဒိယမှာအာလူစားရင်အဆင်ပြေနေတာ။သီးဓာရရောပုတ်ဓာရရော အနာဓာရရော။ဒါပေမဲ့အာလူအိန္ဒိယအာလူထုံတာမဟုတ်ဘူးဗမာလူတော့အလုံးညီမဟုတ်ဘူးသူသေးသေးလေးလည်းကြိုက်တယ်။သူအာလူမျိုးအဲ့ဒီမှာဒါပေမဲ့ဦးစရဆုံးကကြောက်တော့တိသွားပြီ။အင်းငါတို့ငါပြောသေးသော်ဒါကိုချက်စားကြတယ်။ဒီမှာတို့ဒီမှာတော့ပြောသေးချက်လားချက်သေးလား။ ဟမ်မပြောသေးသိနေမချက်ဘူးမတော်သူချက်စားကြတာဘူးကောင်းပြီအမမဦးဇင်းနေနေတယ်မငါပြောသေးအမဲ့ဒီရောအဲ့တော့မကောင်းတော့လဲလွန့်ပြပေါ့ကောင်းတော့လဲသုံးပေါ့ဘယ်လိုပဲကောင်းနိုင်လဲပါမကောင်းတာလဲပါလူရဲ့သူကတော့သူတို့စေနာအတိုင်းပါပဲကောင်းပြီဦးဇင်းဘောရကွေဆရာတော်ကအိန္ဒိယတဘာဝရိတ်တာအခုနောက်ထပ်တဆောင်ကိုပန်ကတ်ကြီးရလူလို့ဟိုဟိုဒီရပိုင်းသွားစောင့်နေတယ်ဘုရားကုံညာဘုရားကုံကြီးရထုံးစံအတိုင်း မတန်းဒီဒီမဲဆင်းရဲမဲလိုအပ်တာကြီးထဲမဲဒါရီကသူဆိုင်ရဆိုင်ရလူနေကြတာပေါ့ရှိတဲ့နေရာမှာနေနိုင်မှုအတွက်လူတိုင်းတော့မနေနိုင်ဘူးတော့ကြအချင်းချင်းတွေကစကားများတစ်ခါခဏရန်သက်အဲလူသက်မှုဖြစ်လောက်အောင်တော့မဖြစ်လောက်ဘူးထင်တာပဲဒီလက်ရှိနေဖြစ်တဲ့အတွက်ရန်သက်တာလည်းကြောက်စရာကောင်းတယ်ဒီနူရောဟင်းကြီးရောမြကြုံမြမထက်မပြုတ်ပါနဲ့အခန်းထဲယူသွားရင်မပြူရမိမိပစ္စည်းကဲတော့ယူသေး ခိုင်တွယ်သုံးဆွဲကြပါရဲ့မေတ္တာရက်ခမအသုံးပြုပြီးလဲမိကလူပိတ်ပေးပါအဲပုံဥဒမတာရာဆိုလက်မှတ်မြူတာမဟုတ်ဘူးဟုတ်တယ်မကြောက်လဲတော့အများနဲ့လို့ရတော့ဘလို့မန်းစီးနဲ့အကန့်နဲ့ထိမ့်မို့သိမ့်မို့တော်တော်ခက်တယ်ဒါပေမဲ့တဘာဝရိတ်သားကြီးကတိုးတက်နေတယ်တဆောင်ပြီးတဆောင်အဲအဲ့လိုပဲချက်တိတ်တွေချက်တွေမြည့်ရွယ်မြည်တယ်မြွေးသားပဲနော် ီမှာတော့ငါခေါင်းဆောင်မဲလို့ဟန်ဆောင်နိုင်တာတော့နေနိုင်တာတော့ဥဒမသားလာပဲရှိမယ်။ကျန်တဲ့သူတွေကတော့သူ့အလူရှင်တဲ့သူတို့တတ်နိုင်တယ်မြတ်ဆွမ်းဆောင်နေမြတ်ဆွမ်းဆောင်နေရပါတယ်။အခုစားတော့မလေးရှားဖွဲ့လာတော့ပို့ပြီးတော့စီကာကာရှိနေတယ်။ရေးကြည့်တာတော့အလုံးမလုံးတဲ့သူဟိုကတော့ဒီလရှင်ပါ80ပြောတယ်အပြင်ထွက်တာနဲ့ဒီနားမှာအခု55ပါ80ရှိတယ်။ထက်ထက်အပားရောဘယ်မှာလဲဒီလိုပဲကျမအေးရတော့ကော ။အဲ့ပြပါ။အော်အဲ့မဲ့သွားစားကြ။အေးကပြောမအောင်ကဆီယာလေးကကြာအဲ့ဖြစ်ချင်တာညက်ပြောချင်နေတာ။เออเปียบๆมาเออ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 มพมวะเลยเมียมาโอเคดีไอ้ตาอีก็ซะพี่แล้วอ่าพื้นเล่ตรงอ่ะเบียนันก็นี่พี่แล้วพยามาตะมิ้นช่วยไปอ่ะไอ้เราอะคู่เฉยที่อลุขันซ้าจ่ายน่ะบาด่าก็โลอัดตะหลอกเว้ยที่มาเช็ดต้งจ๋าบ่เนาะอะไรอ่ะก็ดูอลุขันที่ส่งงานอภเฝดิอ่ะกูมาตั้วซ้าเลยนี่เลยๆกูมาซ้าเลย အဲမနေ့ပိုင်းမှာအဲဖခင်မတရားတွေထိုင်ညမနေ့ပိုင်းဟို6နိုင်ခွဲကိုလည်းတိဘက်ကနေပြီးတော့တိဘက်လူမျိုးတွေကနေပြီးတော့မနက်စာကိုပလာတာနဲ့ရေလက်ဖေးနဲ့တိုက်ပါတယ်ညောင်မင်းရှိမှညောင်မင်းရှိမှအဲညောင်မင်းနားမှာပေါ့ဒါဒါအလူခန္ဓာလားဝယ်ရဝယ်ရတာပါဒါတော့ရူဘီ60ပါမြန်မာငွေနဲ့ဆိုရင်4000ကျပါတယ်အခုငါ45 4500ပါ4500ပါ သူ့အတွက်ငါအတွက်လို့ကိုကိုချက်စားရရရှိလားငါတို့တော့မရှိပါဘူးဒါပေမဲ့ဟိုကျဲမရေးမကောင်းတဲ့လူကြီးကြတော့ကိုယ့်အကူအဆင်ပြေသလိုလေးပေါ့အဲ့ဒါကိုလှုပ်ရှားတာဟုတ်တယ်ဟုတ်အဲ့ဒါကိုလှုပ်ရှားတာဒီကကြတော့လေအိန္ဒိယအစားအစာတွေဆိုတော့တဲ့ကြလို့လေရန်နန်းလူတာတမင်းနေစဉ်ရှိပါတယ်စပြီးဣဒ္ဓစပွင့်နေတဲ့နေဟုတ်လားဒီဣဒ္ဓမှာလားဟုတ်တယ်ဒီဣဒ္ဓအတွက်ကိုသူ့တာဗီယက်နမ်ညောင်မင်းဝနေတိုင်း ဖုံဖုံဆုံးခံတဲ့နေရာမှာပဲအဲ့ဒါဘီယန်ဟန်လူတာဟုတ်ကဲ့ဘီယန်ဟန်ဓမ္မဝရိတ်တာအနေနဲ့လူတာဓမ္မဝရိတ်တာအခွဲအတွက်ကိုလည်းတရားတရားလူတရားရှင်းတရားသားကိုသူတို့လူပေးပါတယ်အရင်တော့တော့ဝိထုကတ်ကလည်းခုကတ်ဆရာမလို့တော့ဒါတိုက်လှူပေးတာပါ။ဟုတ်တခြားဘီအန်အဖွဲ့ရပဲလှူသွားတာပါ။ဟုတ်ပါတယ်။ခုဒါဘဲဥကြောင်းပေါ့။ဘီယာကြောင်းကြောင်းမလို့။လူသီးကြောပါ။လူသီးကြော။အကုန်လည်းလှုပ်တတ်နေပြီ။ဟမ်။ဆိုင်ထောင်းသားလို့ရနေပြီ။ဖြစ်ရလေးရ ဗီယက်နမ်မှာဒီကဗီယက်နမ်မနေ့ရောက်တာပါ။အော်ဗီယက်နမ်ဟိုတော့မလေးရှားဗီယက်နမ်အဖွဲ့လား။အမောက်အမောက်ကဗီယက်နမ်တဘာဝတဘာဝတီ။အော်သူတို့ဝီမုတ်တီတဘာဝအလူရှင်နေ။ဟုတ်ကဲ့။အော်အဲ့ဒါတတ်တယ်။အေးအဲ့ဒါတော့ပြီးတယ်။အဲ့ဒါမလေးရှား။တာဟိုမနေ့ကစတီထောင်းပြီး9လပိုင်း14ရက်နေ့ရောက်တာ။အဲအဲအဲ။အဲပြည့်လို့ပြန်သွားတာအခုပြန်ပြီးတော့တနစ်ပြီးသားနဲ့လာရပြီးတော့။အော်။ကြာတယ်။ကဲတော့မောက်ကလည်းနည်းနည်းပြောပါဦးတို့ရိတ်တာဘယ်တော့စခဲ့တာနှစ်ပေါင်း။ ဒီတော့မနေ့ကဟိုပါဘယ်လိုခုနကဆလာပိုင်းဆလာပိုင်းဟုတ်တယ်ဒီစပွင့်နေအဲ့ဒါဝါရင်းသုံးလားဒီမှာဆရာတော်နဲ့ဒီတရားစခန်းနေဟုတ်တယ်ဆရာတော်တို့ကသူကဘုံမခေါ်တယ်ဘုံကမလိုက်နိုင်တာอืมอืมဒီစာနဲ့လာပြီးတော့ဆက်ကြည့်ကြည့်သွားတော့တော်တော်ကနောက်တစ်ခေါက်ပြန်ပြီးတော့ဟိုအေးဒီစာနဲ့တွေ့တော့ပြီးတော့အခုပြန်လာတယ်အေးဒီစာနဲ့ဆိုတော့တစ်နှစ်ပြည့်သွားတယ်อืมอืมနောက်တစ်နှစ်လည်းစတန်ပြီးတော့နေတာပေါ့ အဲ့အဲ့ဟာတော့ကတော့ BNN နေနဲ့အတူတူပေါ့နော်ဟုတ်ပါဘူး BNN တွေကပဲဒီဟာကိုအစပြုတော့တာဩဟုတ်ပြီ၆ပန်းပြီးတော့ဟိုဟိုဟိုဘာလေးလုံးလာတယ်ပေါ့အားလုံးပေါ့အဲ့ဒါတို့ပြရပါဒီအ ie ကုံစည်နှုံးနဲ့ပတ်သက်လို့ဒါကြီးဝဲရတာတာမန်တဲ့၃စားလောက်ဈေးများတယ်လို့မြန်မာနိုင်ငံမှာရှိတဲ့တန်ခါအချို့ကဖုံးဖုံးတိုင်ကြရမှာကွာအဲ့ဒါဥကဒါမတရားဝင်ငွေတွေလို့ဒီကယူဆတဲ့ဘာညာဆိုပြောတော့ဖုံးဖုံးကြတော့ဒါကိုတွေ့လာဘာဝန်တာလဲဆိုတော့ ဘလူဝဲဖြစ်နေနေဥဒမသာရဖြစ်အောင်လုပ်တယ်အခုတော့သူလူတဲ့နေရာမြည်တယ်ဒီအိန္ဒိယမှာအများကြီးဖြစ်လာတယ်အခုဘုံဘုံတရားကို200 300ဖြစ်လာပြီလေဆရာတော်ရဲ့ဆိုလဲဆရာတော်ကလုံနိုင်တယ်ရှင်တယ်ကောင်းတယ်ဆိုပြီးတော့ဆရာတော်ကုသိုလ်နေကြောင်ဖြစ်လာတာလေဆရာတော်ကလုံတာပေါ့အဲ့ဒါတော့တပည့်တော်စုအနေနဲ့ဘာမှ ကောင်းပြီမကောင်းဘူးဝေဖန်နိုင်ဆုံးလည်းမရှိဘူး။ဟိုးစာဘယ်ဟာလဲအဲဟိုတာဟိုးစာယူနေအောင်ကြီးနဲ့ပူလောက်ထအာသာနေအောင်ကြီးနဲ့အပူခံဟိုးဘုရားမသားလောက်ထပဲလားဒီသူကအဲ့လိုဝါနာပါလို့ဟိုပါဗောမလို့တို့တော့အစင်မပြေသေးဘူးဗောအေးဗောအေးဗောသူကနေအောင်ကြီးကနေပြီးတော့အပူကိုထုတ်ပြီးတော့ချက်တာပြုတ်တာကဲစီမကုံအောင်ဆူလာနဲ့အဲ့ဒါကိုတော့ဟို Facebook ဒီမှာတော့တင်ပြတာမြင်တယ် ဒီမှာလှုပ်ထားပြီးတော့ပြစ်ထားလို့ဖြစ်နေတယ်။အရေးကြီးတဲ့အောက်ကစင်တီမီတာကွာတာနဲ့အလင်းရဲ့စူအားအပူရဲ့စူအားတွားတဲ့ဥစ္စာလွဲနေမှာဦးစင်တာကိုမြင်လို့သာပြောတာဦးကြီးကငကူချက်မိုက်ချင်ဟာလားမသိဘူးလို့အောင်းမိနေတာအလိုအလိုကောင်းပါပြီမရအကန်အိုးများဓာတ်များဆေးပြီးအသုံးပြုပါဆေးသွောပြီးရမြတ်တရားခံပါလေဒီလိုပါပဲစနစ်ကြလုံနေရတဲ့အများနဲ့ကြားထဲမှာအမှန်အမှားနဲ့အခုဦးစင် တင်ပြတာ나이ဝက်ရှိပါပြီ7မိနစ်3ချိန်မြင်တွေ့ရအတိုင်းသူစွမ်းအားနဲ့သူတော့လုံနေပါတယ်ဒီတော့မှမဖော်ပြနိုင်တာဥစဉ်ရဲ့ဖော်ပြချက်အားနဲ့တာရှိကောင်းရှိနိုင်ပါတယ်ဒီလိုပဲအသက်ကြီးတဲ့ဆရာလေးတွေအကုန်လုံးလည်းမလုံဘူးလုံနိုင်တဲ့သူတွေကအခုစွမ်းနဲ့ကိုလုံကြသလိုရင်နံကအခြေခံပြီးတော့စတင်ခဲ့တဲ့ဒီရိတ်တာကြီးမှာသူ့ဉာဏ်နဲ့သူကတော့နေရာတိုင်းမှာတာဝန်ခံနေအနေနဲ့သူလုံနေကြတာပဲ ဆညာပြောရဲစပ်ပြရေးလားမှန်ပါဗျာ။ဟောအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။အဲအဲဒါလို့ဟဲ့အေးဘောအများသုံးဖို့ဒါဥစဉ်တိအောင်သာတင်ပြတာပါအများကြီးလည်းမတင်ပြချင်ဘူး။1 2 3ပေါ့တဘာဝရိတ်တာ1 2 3အတွင်းလူလို့ပြောရင်လည်းမှန်တယ်လို့အပြင်လူလို့ပြောရင်မှန်တယ်ဥစဉ်ကဥတဘာဝရိတ်တာဥဒမသားလည်းတပယ်လည်းမဟုတ်ဘူးကျွန်လည်းမဟုတ်ဘူးတဘာဝရိတ်တာအမိခိုးနေတဲ့ဘုံကြီးလည်းမဟုတ်ဘူးဥစဉ်ကကိုကြောင့်ကိုကန်နဲ့နေမဲ့ငငယ်တိုင်းစခဲ့တဲ့တဘာဝရိတ်တာ မဟုတ်ခင်ဝိဇာမဝိဇာတို့ကတိုင်စခဲ့တဲ့38လမ်းကမြစ်တာရင်နဲ့45လမ်းမှလည်းဥစဉ်ပါခဲ့လို့တန်လင်းသမဝိဇာဘုရားကိုကြီးလက်ညှိုးထိုးပြီးတော့ဒီမီနီယာကိုစခဲ့တာအဲဒီတော့ကိုသက်ကိုယ်တိုင်ဥဆောင်ခဲ့တာပြောချင်တာကသူခဲ့ခဲ့တဲ့လူမကောင်းတဲ့လူပါမယ်ကောင်းတဲ့လူပါမယ်မကောင်းတာကသူ့အပိုင်းကောင်းတဲ့ရီရစုပေါင်းပြီးတော့ဥဒ္ဓမသာရရဲ့တဘာဝရိတ်တာတွေကအခုတနိုင်ငံလို့အခုပေါက်တရ200ဖြစ်လာတော့မှာပဲဖြစ်လဲဖြစ်မှာပဲ ဖြစ်လဲဖြစ်ထိုက်တယ်ပေါ့အခုလိုပဲစီကံမဲ့တဲ့လူလည်းရှိလို့စီကံရှိတဲ့လူတွေကပဲထိမ့်သွားရင်လည်းမကောင်းတာတွေကအဲဟိုပင်လဲသဘောတူပဲသူကသူအပြေကိုပုတ်ထုတ်လိုက်ရင်ကောင်းတာတွေကစူးစီးပြီးနေတာပါဒါလိုပဲဒီမှာကားကြီးရှိတယ်အဲကားကြီးရဲ့အကုန်ကြစိတ်တွေဟိုမဲ့အောင်ထုံးအောင်ဆိုလဲဒါလိုပဲဘူကြီးလည်းကားမောင်းနေရတာရှိတဲ့လူတိုင်းမှာတောင်းဝန်အကုန်ရှိနေတယ်ထိုင်နေတဲ့လူတယောက်မှမရှိဘူးဦးစင်းဒီကိုလာပြီးတော့လေ့လာတာဖားဖို့လည်းမဟုတ်ဘူးကြွားဖို့လည်းမဟုတ်ဘူး ဘုရားကိုကြီးကိုအတိနဲ့ကိုလာတဲ့လုံနိုင်သမျှကိုကူညီမယ်။အဲဦးစင်းပြောချင်တာသာနာပြုတဲ့ယဟန်နေအများကြီးထဲမှာဥရမသားရာအများပြောခံတဲ့နာမည်ပြက်နေတဲ့ဘုန်းကြီးတစ်ပါးဟုတ်တယ်။ဒါပေမဲ့အဲ့နာမည်ပြက်တဲ့ကြားထဲမှာပဲသူ့ရဲ့အောင်မြင်မှုဘယ်လိုလိုက်လုံနိုင်လဲလို့ဦးစင်းမေးရတော့မလို့ပဲ။ဒီဘက်မှာဒီဘက်ကတော့ကိုရီးယားအဲအလူရှင်နေနဲ့အတူပါဝင်တဲ့ကိုရီးယားဖွဲ့ဟိုဘက်ကတော့ဦးစင်းတို့ခိုင်းဟိုမှာတော့ဟုတ်စားအခန်းဒီမှာဒီဘက်လည်းအဲ့လိုနေကြတယ် အကုန်လုံးရိုင်းနေအပေါ်ထက်မှလည်းနေတယ်ရှိတဲ့နေရာကိုအကုန်လုံးအသုံးချတယ်အခုဒီ ਾਇ လည်းဆောက်မယ်ဆိုဆောက်မယ်ဒါပေမဲ့လောဆယ်ဆောက်ဖို့တဲ့မနေ့ပြန်ဥဒမသာရတည့်ရနေလာမယ်ကနေ့ကအင်္ဂလိပ်လို29ရက်နေ့17လပိုင်းအခုမှနောက်ဆုံးမှပြောတော့တာပဲကောင်းပါပြီဓမ္မမေစီမအလုံးကျမ်းမှချမ်းသာပါပြီမကြခင်ဥစဉ်ဒါလေးကိုပဲတိုက်ရိုက်တင်ပြပေးပါဦးပြောချင်တာကတော့သူစွမ်းအားနဲ့သူအဲအကုန်လုံးဒီမှာ ကြိုးစားပြီးတော့ဓမ္မဝိဒ္ဒာကြီးနှုတ်ချဖို့ တာနာကိုသူနီးနေသူသူတက်နေတော့စောင်းလျှောက်တာနေပဲရောက်တာမရောက်တာနောက်တာအားလုံးသောလူသားတွေဒီမှာအေးချမ်းသွားမိမြသွားပအဝင်ထမ်းဆောင်နေပါတယ်လို့ပြောကြရင်ဗုဒ္ဓရဲ့တရားတော်တွေဆက်လက်ပြီးတော့တို့တက်ပါသေးဒါကောကိုချက်စားကြတာတချို့လဲမနိုင်တော့အလိုဒါကတော့အခုနလိုကိုရီးယားအလူရှင်တွေတော့အေးအေးကျမသာဘာမင်းသာဘာဝေဒမပါလို့မမဟုတ်လားပါလို့ဒါဖုန်းပဲခဏလေးအေးအေးဟုတ်ပြီအေးအေးဟုတ်ပြီ ဲ့လိုပဲ तू ကမနာတဲ့အလုံးလုံးနေရတယ်လို့အားလုံးက तू အလုံးနဲ့ तू ရှိနေပါတယ်လို့ပြောကြရင်တဘာဝရိတ်သားကြီးရဲ့အိန္ဒိယတဘာဝရိတ်သားကြီးရဲ့လက်ရှိအခြေအနေဦးဇင်းလဲအားလုံးပတ်ပြီးပြီအဲတင်ပြမှုအားနည်းလဲခုနှစ်ပါးတက်နိုင်သမျှတော့တင်ပြဂျင်းနဲ့ချင်းမဂျင်းနဲ့ချင်းနဲ့တဘာဝတစ်ခုကိုပြရင်တဘာဝရိတ်သားရဲ့အလှဓမ္မမိတ်ဆွေများတိကြဖို့တင်ပြလိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအိမြချမ်းသာရှိပါစေ